ဟာဟုတ်ကဲ့ဟာပကြီးကိုဒီခဲပကြီးကိုဗောနကျွန်တော်စပြီးတော့လေ့လာမယ်သူတရားနေတယ်ကျွန်တော်ဒီမှာအဲတင်တယ်မှာလည်းကျွန်တော်ဒီအရင်ဆုံးမြင်းညောင်းနေရတဲ့စပြီးတော့လေ့ကျင့်ခိုင်းတာပေါ့ကျွန်တော်ကဘာလို့ဆိုတော့မြင်းညောင်းနေရတာနဲ့အရင်စပြီးတော့လေ့လာနေတယ်ဘာလို့ဆိုတော့တော်တော်များများကျွန်တော်ဒီမြင်းညောင်းတွေကိုဆွေးရမှာပြင်းကြတယ်ဗောနဘာလို့လဲဆိုတော့ မြင်းညောင်းနေဆွဲရတဲ့ခါကျတော့နည်းနည်းပြင်းတဲ့ခါမှာဘာဖြစ်လာလဲဆိုတော့ကျွန်တော်ကမြင်းညောင်းနေမရလို့ရှိရင်ကျွန်တော်ပုံဆွဲလိုက်တဲ့ခါမှာကောက်ချောင်းနဲ့အဆင်မပြေတာလေကျွန်တော်လိုချင်တဲ့ပုံအချိုးမကျတာလည်းဖြစ်တာပေါ့နော်အဲ့ခါကျတော့ကျွန်တော်ကစပြီးတော့ဆွဲပြီးဆိုတာနဲ့ကျွန်တော်ဒီမြင်းညောင်းနေတွေများလေ့ကျင့်ပေးရတယ်ကျွန်တော်မြင်းဖြောက်ဆွဲခြင်းမြင်းဖြောက်ကိုကျွန်တော်ကလက်တန်းဆွဲနိုင်ဖို့လိုတယ်မြင်းကောက်ဆိုမြင်းကောက်ကိုကျွန်တော်လက်တန်းဆွဲနိုင်ဖို့လိုတယ်ကျွန်တော်ကဒီအရာဝတ္ထုတွေကိုဖွဲ့စည်းထားတဲ့ခါမှာဒီမြင်းညောင်းနေနဲ့ပဲဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကျွန်တော်ဆွဲခြင်းတဲ့အရာအချောင်းအတခုကိုကျွန်တော်တခြားအဒီ ရာဝတ္ထုတွေအကူအညီမပါဘဲနဲ့ကျွန်တော်တို့လက်တန်းကျွန်တော်ဆွဲနိုင်ဖို့အတွက်ကျွန်တော်တို့ဒီမြင်းညောင်းကနေစပြီးတော့လေ့ကျင့်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီမြင်းညောင်းပြီးသွားတဲ့အခါမှာကျွန်တော်ကပါတယ်လင်းလာရလဲဆိုတော့ထပ်ပြီးတော့ကျွန်တော်ကဒီတုံးပေါ့ဒါကျွန်တော်ကအဓိကကတော့ကျွန်တော်ကပုံမှန်ကျွန်တော်ခဲပြည်ဆွဲတဲ့အခါမှာအောက်လိုက်ရဲ့တုံးရဲ့ဖွဲ့စည်းထားတယ်အဲ့တော့မြင်းညောင်းဆွဲတဲ့အခါမှာလည်းမြင်းညောင်းနဲ့ပတ်သက်တဲ့အစိပ်ပိုင်းတွေတခြားလင်းလာစေရတယ်ရှိတယ်ဒါပေမဲ့ကျွန်တော်မြင်းညောင်းပြီးသွားလို့ရှိရင်ကျွန်တော်ကတုံးကိုလေ့ကျင့်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီပုံမှန်ရဲ့အဓိကတိဆောက်ထားတဲ့အခါမှာကျွန်တော်အောက်လိုက်ရဲ့ဒါတုံးရဲ့ပါ အဲ့တော့အဲ့တုံးကိုပိုင်တဲ့ခါမှာကျတော့ကျွန်တော်ကအာဒီပုံပုံဖြစ်လာတယ်ပေါ့နော်ကျွန်တော်ပုံကောင်းပုံထပ်လာမယ်ဒါမှတုံးလက်ကျင့်တဲ့ခါမှာလည်းထပ်ပြီးတော့ကျွန်တော်ကအလေးမောင်ပပေါ်တရားလေးလေ့လာရတယ်ပေါ့အဲ့တော့အဓိကကတော့ကျွန်တော်ကဒီသုံးချက်ပေါ့နော်ကျွန်တော်ကပထမအဆုံး outline နဲ့လေ့ကျင့်ပါ outline တွေကိုမှန်ကန်အောင်ရေးဆွဲနိုင်ပြီဆိုရင်ကျွန်တော်ကတုံးနဲ့လေ့ကျင့်ရမယ်တုံးနဲ့မှန်လာပြီဆိုလို့ရှိရင်ကျွန်တော်ကအလေးမောင်ပပေါ်တရားလေးကိုကျွန်တော်နားလည်အောင်လေ့ကျင့်ရမယ်ဒါလည်းဆိုရှင်ကျွန်တော်ကပုံပုံဆွဲရတာအဆင်ပြေလာပါလိမ့်မယ်နော်ဟုတ်ကဲ့ဟိုအခုဒီဟာဆိုလို့ရှိရင်ကျွန်တော်ကပထမအဆုံးစပြီးတော့လေ့လာရတဲ့သူတွေအနေနဲ့ပေါ့ နော်ကျွန်တော်ဒီလိုမြင်းညောင်းနေတဲ့အရင်လေ့ကျင့်ရတယ်ကျွန်တော်အဲ့ဒီမြင်းညောင်းနေတဲ့မှာပါကျွန်တော်ကဒါမြင်းဖြောင်းတယ်မြင်းကောက်တယ်ဆိုတာရှင်းမယ်ပေါ့အဲ့ဘာလို့ဆိုတော့ဒီမြင်းညောင်းနေကိုဘာလို့လေ့ကျင့်ရလဲဆိုတော့ကျွန်တော်ပုံလေးတစ်ပုံပြပေးပါမယ်အဲ့တော့ ကျွန်တော်ကဒီမှာပုံတော့ပုံကျွန်တော်စပြီးတော့ကျွန်တော်ဒီအယိုးကောင်းတစ်ခုဆွဲခြင်းနေဆိုတော့ဒါဆိုရင်ကျွန်တော်ကဒီမျိုးမျိုး ပုံချမ်းအရင်ကောက်ပြီးတော့ကျွန်တော်ဆွဲရတာပေါ့နော်အာဒီပုံချမ်းအရင်ကောက်ဖို့ဆိုလို့ရှိရင်ကျွန်တော်ခုနပြောတယ်ကျွန်တော်မြင်းဖြောင်းတယ်မြင်းကောက်တယ်ဒါလည်းလိုလာမယ်ကျွန်တော်ဒါပုံတန်းလေးအများကြီးရှိတယ်ဘယ်ဟာပဲဆက်ဆက်ကျွန်တော်ကဒီ online တန်းနဲ့အရင်ကျွန်တော်ကဆွဲရတာအဲ့ဒီဆွဲဖို့အတွက်ဆိုရှင်ကျွန်တော်ခုနပြတယ်ကျွန်တော်ဒီမြင်းကြောင်တွေကိုကျွန်တော်လေ့ကျင့်တာပေါ့လို့တယ်ဒါမှလည်းကျွန်တော်ကမြင်းဖြောင်းဆွဲတဲ့အချိန်မှာကိုယ့်ရဲ့လက်ကဖြောင်းစင်နေအောင်ကျွန်တော်ဆွဲတာ ုင်မယ်အဲအဲ့တော့ဒီလိုမြင်းဆဝိုင်းနဲ့ဆွဲမယ်ဆိုရင်လည်းမြင်းဆဝိုင်းကိုကျွန်တော်လက်တန်းဝိုင်းရမှာပေါ့ဗောနော်အဲ့ခါကျတော့ကျွန်တော်ကဒါလေးလေ့ကျင့်တာပို့လို့ပါတယ်အဲ့ဒါမိပြီဆိုရင်ကျွန်တော်နောက်တစ်ခုကကျွန်တော်တုံးတယ်လေ့ကျင့်ရတယ်ပေါ့အဲ့တော့မြင်းညောင်းနဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်စိတ်ပိုင်းနဲ့တခြားအများကြီးရှိတယ်အဲ့ဒါလေ့ကျင့်ပြီးတော့လည်းကျွန်တော်ဒီလိုတုံးတယ်လေ့ကျင့်ရတယ်ဒါဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော်ခဲတိုင်နဲ့ကျွန်တော်ကအနုရင်နဲ့ကျွန်တော်ခြေဝါးတဲ့တုံးသဘောတရားလေးပေါ့နော် အဲ့တော့အဖျော်ကလည်းအရင်ဆုံးတွေကိုကျွန်တော်သွားရတယ်အဖျော်ဆုံးကလည်းအရင်ဆုံးတွေပေါ့ကျွန်တော်တုံးမှာကျွန်တော်ဒါ6မျိုးအနေနဲ့ကျွန်တော်စပြီးတော့ လေ့ကျင့်လို့ရတယ်ပေါ့နော်။အဲ့တော့တုံးကိုမျိုးကိုကျွန်တော်ကတကွန်းနဲ့တကွက်ကိုအယောင်နဲ့တူပေါလို့မရဘူး။အဲ့တော့နံပါတ်ကြီးလေနည်းနည်းချင်းနည်းနည်းချင်းရင်သွားမှာပေါ့။အဲ့ဒီလိုတုံးနဲ့လေ့ကျင့်ရတာပေါ့။အဲ့တော့ဒါလေးလေ့ကျင့်ပြီးပြီဆိုတော့မှကျွန်တော်ကထပ်ပြီးတော့အလင်းအမှောင်သဘောတရားတွေကျွန်တော်ကလေ့ကျင့်တယ်။အဲ့ဒါပြီးပြီဆိုရင်ကျွန်တော်ကဒီလိုမျိုးပုံတော်ပုံစပြီးတော့ဆွဲလို့ရပါပြီပေါ့နော်။ကျွန်တော်ဒီပုံတော်ပုံမှာကျွန်တော်ခုနကကျွန်တော်ပြလိုက်တဲ့ဒီဟာဆိုရှင်ဒါလေး outline နေပေါ့နော်။ဒါဆိုရှင်ကျွန်တော်ကကြည့်လိုက်လို့ရှင်သူ့ရဲ့ဒါပြားပုံစံပြားတကောင်ဆွဲထားတယ်ပေါ့။ဒါပေမဲ့တုံးနဲ့မပါတဲ့ ဲ့ခါကျတော့ကျွန်တော်အသက်မဝင်ဘူး။လိုင်းနေတယ်၊နေကြောင်းနေတယ်ပဲရှိနေတယ်။အဲတုံထဲလိုက်တဲ့ခါကျတော့မှသူ့ရဲ့ဒါအနူရင်တယ်၊အမွှေးမြင်လေးတယ်။နောက်ကျွန်တော်မျက်လုံးဆိုလို့ရှိရင်လည်းမျက်လုံးမှာရှိတဲ့အနူရင်တယ်၊အလေးမောင်းလေးတယ်။အဲ့ဒါလည်းအကောင်လုံးကျွန်တော်မြင်ရလာတယ်၊ပေါ်လာတယ်ပေါ့။အဲ့တော့ဒါတွေကိုဆွေးဖို့တက်ဆိုရင်ကျွန်တော်ကအလေးမောင်းကအဓိကလိုအပ်တာပေါ့နော်။အလေးမောင်းသဘောတရားတွေနဲ့ကျွန်တော်ကဒီတုံးကိုလိုက်ထည့်လိုက်တဲ့ခါမှာကျွန်တော်ဒီပုံတပုံဖြစ်လာတာပေါ့။ကျွန်တော်ကဒီစပြီးရောပေါ့နော်သင်တန်းမလာနိုင်သေးဘူး။ ဟိုကျွန်တော်ဒီစပြီးတော့ကိုယ့်ကို self study လုပ်မယ်ဆိုလို့ရှိရင်လေ့လာမယ်ဆိုလို့ရှိရင်ပေါ့ကျွန်တော်ဗားရနေအရင်ဆွေးရလဲဆိုတော့ကျွန်တော်တို့ဒီအေအရင်ဆုံးအတုံးသဘောတရားတွေပေါ့လေ၄တောက်အတုံးဆန်တဲ့ဟာလေးတွေအဲကျွန်တော်ဆွေးလို့ရတယ်နောက်ပြီးတော့ဆက်လုံးပုံစံတည်းလည်းနီးစက်တဲ့ဟာလေးတွေပေါ့နော်အာဒီသဘောတရားတွေကျွန်တော်ဆွေးလို့ရတယ်အဲ့တော့ကျွန်တော်ခုနအသေးအနံလေးတွေကျွန်တော်ဆွေးလို့ရတယ်အဲဒါပြီးလို့ရှိရင်အဲကျွန်တော်အိုးလေးတွေပေါ့နော်အဲ့ဒါလေးတွေလည်းကျွန်တော်စပြီးတော့လေ့ကျင့်ရတယ်အဲတော်တော်များများဒီပုံတူတူဆွေးကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တန်းပြီးတော့ပုံတူကြီး းတွေဆွဲကြရတယ်ဗောနော်ဟောဒီစပြီးတော့အိုးလေးခွက်လေးတွေပါညာအဲ့ဒါလေးဆွဲရမှာဆိုပြင်းကြရတယ်တကယ်တမ်းကျမဟုတ်ဘူးကျွန်တော်အဲ့ဒီဟာလေးအရင်လင့်ကြရတယ်ဗောနော်တကယ်တမ်းကျချက်ကျွန်တော် regular form ရဲ့သဘောတရားလေးရဲ့ကျွန်တော်ဒီဒုတိယရဲ့သဘောတရားလေးနားလေဖို့အတွက်အဲ့ဒီဆက်လုံးနဲ့လေးထောင်နဲ့ဒါပြီးတော့ဒီ trigger နဲ့ဗောနော်ဒါဒီ pm သဘောတရားလေးတွေအဲ့ဒါလေးနဲ့ကျွန်တော်စပြီးတော့လင့်ကြရတော့ပိုကောင်းတာဗောနော်အဲ့ဒါပြီးတော့မှခုနပြောတဲ့အသေးနိုင်လေးတွေရင်နှီးအိုးတွေကျွန်တော်စဖြည်းဖြည်းချင်းဆွဲသွားလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ဟုတ် ဟာဟုတ်ကဲ့ဟာဘောနကျွန်တော်ဟုတ်တယ်အခုမှစဆွဲမဲ့သူတယောက်နဲ့လည်းအားလဲကျွန်တော်ကဒီ2 species တွေကလည်းအရေးကြီးရောဘောနကျွန်တော်ကဒါဆိုကျွန်တော်စပြီးတော့ဆွဲတဲ့အရှင်တော့ကလည်းကျွန်တော်ကဒီပကြီးနဲ့ပတ်သက်ပြီးတော့ဒါသိမသိခင်တော့ဘောနပကြီးမလစ်လာခင်တော့ကျွန်တော်ပဝါဒနာရပဲကျွန်တော်ဆွဲတဲ့အချိန်မှာစာရွက်တယ်ဒီဟာပေါ့ A4 စာရွက်ပပလေးနဲ့ကျွန်တော်ဆွဲတယ်ခဲတယ်ဆို2 bit နဲ့ဆွဲတဲ့ခါကျတော့ကျွန်တော်ပုံဆွဲတဲ့ခါမှာအဆင်မပြေဘူးဘောနလိုလိုချင်တဲ့လိုမျိုးထွက်မလာဘူးအဲနောက်ပိုင်းကျတော့မှဒီခဲတယ်ကျွန်တော်ပုံဆွဲတဲ့ပစ္စည်းတွေတဘော တရားတွေကျွန်တော်သိလာတဲ့ခါကျတော့ဆွဲရပေါ်စင်ပြလာပါပေါ့အဲဒါကြောင့်မို့ကျွန်တော်ဒီ beginner တွေအတွက်လည်းကျွန်တော်ဒီခေတ္တရွေးချင်မှုတွေเนาะကျွန်တော်တော့အသုံးပြမဲ့စာရွက်တယ်ပေါ့เนาะ two space တွေရွေးချင်မှုကလည်းမှန်ကန်ဖို့လိုတယ်အဲဒါကြောင့်မို့ကျွန်တော်ဒီမှာကျွန်တော်ဆွဲနေတဲ့ဟာတွေပေါ့เนาะကျွန်တော်ဆွဲတဲ့ခါမှာအသုံးပြတဲ့အစင်ပြတဲ့ဟာတွေကျွန်တော်ပြပေးပါမယ်အဲဒါဘာလဲဆိုတော့ကျွန်တော်ပထမအဆုံးအနေနဲ့စာရွက်ကျွန်တော်ရွေးဖို့လိုတယ်စာရွက်ရွေးတဲ့ခါမှာကျွန်တော်က ခဲအတွက်ဆွဲမယ်ဆိုရင်ကျွန်တော်ကတခြားပြုတ်လေးတွေနည်းနည်းပါပါလေစာရပါတော့ဘယ်ဟာမဆိုပြီးတော့ gram နည်းနည်းထူရမယ်ကျွန်တော် input စာရလို့မျိုးပါလွာပြီးတော့ကျွန်တော် gram ပါတဲ့ဟာလေဆိုတော့တဲ့အစမပြေဘူးပေါ့အဲ့တော့ gram ကိုအနည်းဆုံး100 120အဲ့လောက်လောက်ကိုကျွန်တော်သုံးသင့်တယ်ပေါ့နော်အဲ့တော့ဒီထက်ပြုတ်စာရွက်ရဲ့တခြားအရန်ကျန်းလာတဲ့တဲ့အစမပြေဘူး sketch သမားလေဆိုရင်တော့စာရွက်တခြားကျန်းလို့ရတယ်ဒါမှကျွန်တော်ဒီအေးတခြားအချောဆွဲရတာသဘောကျတဲ့သူတွေ detail ဆွဲရတာကြိုက်တဲ့သူတွေဆိုရင်စာရွက်တ အားကြီးမကြံမချောတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးသုံးတင်တယ်အဲ့ကျွန်တော်ခဲတာနေမှာဆိုရင်ကျွန်တော်ကအသုံးပြုလို့ရတဲ့ဟာလေးရှိတယ်အဲ့ကျွန်တော်ခဲသားဘဝမှာဒီမှာ အာမက်ဂနက်ကပန်ဆယ်ရှိရပေါ့နော်ကျွန်တော်ဒါလေးဆိုရှင်ကျွန်တော်ကဆွဲတဲ့ခါမှာကျွန်တော်ဒီအေပေါ့ပုံတော်ဆွဲတဲ့ခါမှာပို့ပြီးတော့အသေးစိတ်လေးကျွန်တော်ဆွဲရတာအဆင်ပြေတယ်ဆပင်မြင်လေးတွေမျက်တောင်မွေးတွေမျက်ခုံးမွေးတွေဒါမျိုးတွေပေါ့နော်ကျွန်တော်ကြတော့ကျွန်တော်စကင်တုံးနေမှာလဲကျွန်တော်ခေသားပေါ်မှာလည်းဆွဲရအဆင်ပြေတယ်အဲဆွဲနေရှိတယ်ပေါ့နော်အဲ့တော့တုံးလေးတွေကသူကဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းဆွဲရတဲ့ခါကျတော့တုံးလေးကညက်ပြီးတော့ကျွန်တော်ဆွဲပို့ပြီးတော့လှတယ်အဲနောက်တစ်ခုကကျတော့ကျွန်တော်ကဒီခဲတံမှာကျွန်တော်က အာအဓိကကျွန်တော်ဒီခဲတံအသုံးပြုတဲ့ခါမှာပေါ့နော်ကျွန်တော်အသုံးများတာတော့ကျွန်တော် stellar အာအသုံးများတယ် stellar မှာမှကျွန်တော်သူကနံပါတ်က VC ကိုသုံးတာပေါ့အဲ့တော့ကျွန်တော်ကအာဒီခဲတံနေမှာဆိုရင်ကျွန်တော် C အမျိုးစားတွေရှိရပါတော့ B A H ရဆိုပြီးတော့ကျွန်တော်ရှိတယ်အဲ့ဒီချိန်မှာမှ PC ကကျွန်တော်ပကြီးဆွဲတဲ့ခါမှာအဆင်ပြေတယ်ပေါ့အဲ့တော့ PC မှာမှသူကနံပါတ်10နဲ့အများကြီးရှိသေးတာပေါ့သူကအာ B ကနေ 2B 2B ကနေကျွန်တော်က3 4 5 6 7 8 9ဆိုပြီးတော့ကျွန်တော် 12B လောက်တည်းကိုကျွန်တော်ထပ်တယ် ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့ဒါဒီအသုံးပြုတဲ့သူပေါ်မှာမူတည်ပြီးတော့ကိုယ်နဲ့အဆင်ပြေတဲ့ဟာကိုကျွန်တော်တို့ရွေးပြီးတော့တောင်းလို့ရတယ်အဲအနုရင်နေပေါ့နော်အဲ့တော့ဒီခေတ်တဲ့နံပါတ်တွေကြီးသွားတာနဲ့များသူကတုံးနေရရှင်းလာတယ်နံပါတ်ပေးွားလေသူကတုံးဖြော်ွားတယ်အဲ့ဒီဟာကိုကျွန်တော်သိဖို့လိုတယ်ဒါမှကျွန်တော်ကပုံဆွဲတဲ့ခါမှာကိုကအရင်ပိုင်းကိုဘယ်ဟာနဲ့ဆွဲရမလဲအဖြော့ပိုင်းကိုဘာနဲ့ဆွဲရမလဲကျွန်တော်နားလေမှာအဲ့ဒီခါမှာကျွန်တော်ကဒါခုနကျွန်တော်ပြောသလို standard ကျွန်တော်သုံးတာပေါ့နော်ဒီဟာကျွန်တော်က ဒါဆွဲတဲ့ခါမှာတုံးနေရဒီခဲသားအရန်မပွားဘူးမကျစ်ဘူးဆိုတဲ့ခါကျတော့အလေလက်လောက်ဖြစ်တာပေါ့နော်အဲ့ခါကျတော့ဆွဲရတာပို့ပြီးတော့အဆင်ပြေတယ်ကောင်းတယ်အဲ့နောက်တစ်မျိုးကျွန်တော်ကဒါဒါဝန်ဆိုတဲ့ဟာရှိတယ်ကျွန်တော်ဒါဝန်ပေါ့နော် အဲ့တော့ဒီဟာကတော့ကျွန်တော်တော်တော်များများအာကြိုက်ကြတယ်ဒါလေးလည်းကျွန်တော်ဆွေးရတာတော်တော်ကောင်းတဲ့နေရာမှာပါတယ်အဲ့တော့ကျွန်တော်ခဲလေးတယ်ဒါအယောင်သူလေးရလို့ပဲကျွန်တော် HCBC နှစ်ခုလုံးရှိတယ်ဗောနော်အဲ့တော့အဆင်ပြေတဲ့ဟာတော်လို့ရတယ်နောက်ပိုင်းကျွန်တော်ထပ်ထားတဲ့ဒီအာတစ်မျိုးရှိတယ်ဒါ Daily ဆိုတဲ့ဟာဗောနော်ဒါလေးကဒါလေးလည်းကျွန်တော်သုံးရတာလေးလည်းပို့အဆင်ပြေလာတယ်သူကအာဈေးလေးတက်တာဗောနော်ကျွန်တော်ဟောဒီလိုဟောဒါကျွန်တော်ခဲတန်ထဲနဲ့အဲ့လေးနဲ့ဆက်လိုက်လေလာတာဗောအဲ့တော့ အာနောက်ပြီးတော့ကျွန်တော်ခဲတန်နေမှာဆိုကျွန်တော်အသုံးပြုတဲ့ဟာကတော့ဒီအမျိုး၃မျိုးကျွန်တော်ပို့ပြီးတော့အသုံးများတယ် တခြားခဲတံလည်းအများကြီးရှိတာပဲပေါ့နော်ရှိရဲဒါပေမဲ့ကျွန်တော်အသုံးများတဲ့ဟာလည်းပေါ့အဲနောက်တစ်ခုကကျွန်တော်ယူနီတစိုက်ရှိမယ်အဲဒါကတော့ကျွန်တော်ဒီမှာကတော့တောင်တန်ရှာမတွေ့ဘူးယူနီပေါ့နော်အဲဒါဈေးလေးနည်းနည်းဈေးကြီးတယ်တော်တော်လေးဟိုသူကတော့တော်တော်လေးဟိုသုံးလို့ကောင်းတဲ့ထဲမှာပါတယ်ဒီဟာလည်းအကုန်လုံးထက်စားလို့ရှိရင်သူကကျွန်တော်တုံးလေးတော်တော်ရှင်းတယ်ပေါ့နော်အာအဲ့တော့ရှာလို့ရတဲ့ဒီလိုဆိုရှင်လည်းဒါလည်းသုံးကြည့်ပါလို့နော်အဲ့တော့အဲ့ဒါပို့ပြီးတော့ကောင်းတယ်အဲ့တော့ကျွန်တော်ပြီးတဲ့ရှင်ကျွန်တော်ကဒီခဲတံမှာ အဲကျွန်တော်ပုတ်ချီဆွဲတဲ့ခါမှာပေါ့ဒါခဲတံမျိုးစားလေးကျွန်တော်သုံးတယ်အဲ့တော့ကျွန်တော်ကဒီအေခုနခဲသားဝပန်ကျွန်တော်မနေခင်ပန်ဆက်သုံးတဲ့ခါမှာအဓိကကျွန်တော်ကပါဆိုခဲဆံပေါ့နော်အာသူ့ကိုသုံးတဲ့ခါမှာကျွန်တော်က point ကိုတတိထားရမယ် point 5 0.3လာတယ် point 5လာတယ်ပြီး point 7 point 9နဲ့လာတာပေါ့เนาะအဲ့ခါမြန်မာသူကကျွန်တော်မှားပြီးတော့သွားပြီးတော့ဟောဝေလို့မရအောင်ကျွန်တော် point 5မှာ point 5ခေစံထည့်ပြီးတော့သုံးလာမယ်အဲတချို့ကြတော့မှားတတ်တာပါလို့ဆိုတော့ဒီနောက်ဖက်လည်းမှကျွန်တော်က b တို့ h တို့ရှိတယ်အဲ့ဒီဟာတွေကိုလှည့်လိုက်တာလည်းနံပါတ်တွေဒီ k ရဲ့အနူရင်ပြောင်းသွားလာဆိုပြီးတော့မင်းချတယ်ပေါ့เนาะကျွန်တော်အဲ့ဒါမှန်အဲ့ဒါမဆိုင်ပါဘူးကျွန်တော်သုံးထားတဲ့ခေစံရဲ့နံပါတ်ကိုမှတ်ဖို့အတွက်ပဲပါလာပေါ့ဒီနားလေးမှာပေါ့เนาะအဲ့အဓိကကတော့ကျွန်တော်ဒီနောက်မှာရှိတယ်ဒီ point 5.3ဆိုတဲ့ဟာ point နဲ့ပြထားတဲ့ number ကိုကြည့်ရတယ်ပြီးခဲဆန်ကိုကျွန်တော်အဲ့ဒီအတိုင်းဝေပြီးတော့သုံးရတယ်ဗောနော်အဲ့တော့အဲ့ဒီခဲဆန်နေမှာကျွန်တော်အသုံးပြတာကျွန်တော် unit သုံးတယ်အဲဒါလေးကကျွန်တော် 2b လောက်သုံးရင်တော့ကျွန်တော်ဒီခဲတန်ရဲ့ပုံမှန်ခဲတန်တခြားရဲ့ဒီ 5b 6b လောက်ထိကျွန်တော်ရင်လုံးရတယ်ဗောနော်အဲ့တော့7အမြင်လေးရွှဲတဲ့အခါမှာလည်းမျက်တောင်ဝင်မျက်ခုံးဝင်ဆွဲတဲ့အခါမှာဆိုဒါလေးကအရင်အသုံးဝင်တယ်အဲ့နောက်တစ်ခုကကျွန်တော်ကအာဒီခဲဖြတ်တယ်ဗောနော် ကျွန်တော်ခဲဖြတ်တယ်လို့မယ်အဲ့တော့ခဲဖြတ်တဲ့ထဲမှာပါလဲရှိလဲဆိုတော့ကျွန်တော်ကအာဒါကျွန်တော်အသုံးများတဲ့ဟာလေးကျွန်တော်ပြပေးပါမယ်အဲ့တော့ကျွန်တော်ကတော့ဒီမှာကျွန်တော်ဒါအခုဟိုဒီမှာဟာပါဘောနော် အာ AR ဆိုတဲ့တစ်စိတ်လေးနဲ့ကျွန်တော်ခဲပြဖြူချောင်းလေးကျွန်တော်ဒါလေးကိုဟိုတော်တော်များများဒီဟာအဖြူချောင်းတွေဟောပါတော့ white pencil လို့ထင်ကြတယ်ဒါလေးကလည်းမဟုတ်ဘူးကျွန်တော်ခဲပြပါအဲ့တော့ဒါလေးကကျွန်တော်တော်တော်လေးနဲ့သုံးလို့ကောင်းတယ်အဲဈေးလေးကျွန်တော်9000လောက်တော့ရှိတာပေါ့နော်အဲ့တော့သူကအာခဲပြဖြတ်လိုက်တဲ့ဟာလေးအကုန်လုံးဒီကျွန်တော်ဒီမှားတဲ့အနေထားလေးကိုကျွန်တော်ဖြတ်လိုက်တဲ့ခါမှာတော်တော်လေးအဲပြောင်းရှင်းသွားတယ်ပေါ့နော်တချို့ခဲပြတဲ့ကြောင့်ဖြတ်လိုက်လို့ရှိရင်ကျွန်တော်ကပို့ပြီးတော့ဒီညစ်ပတ်ပြီးတော့ဖြစ်သွားတာမျိုးလေးရှိရပါ ပေါ့ဒါလေးကျွန်တော်တောင်းကြည့်လို့ရပါတယ်ပြီးကျွန်တော်ဒါအနည်းငယ်လေးပြမယ်နော် အဲ့တော့နောက်တစ်ခုကကျွန်တော်ကျွန်တော်အသုံးများတဲ့ဟာလေးတွေမှာဒါ mononoc ဘာဒါတော့အလွယ်တကူရတယ်ကျွန်တော် mononoc ပေါ့နော်အဲ့တော့ကျွန်တော်ကပုံနမဆွဲတဲ့ခါမှာကျွန်တော်ကဒါဟိုအရင်တော့ကျွန်တော်ခေဖြတ်ဆိုအတုံးလေးရင်နဲ့ပဲကျွန်တော်ဆွဲကြတယ်များတော့ပြအတုံးလေးရင်နဲ့ဖြတ်တယ်အတုံးလေးရင်နဲ့အဲဘာလုပ်တယ်ပေါ့နော်ဒါမှတကယ်တမ်းကျရှင်ကျွန်တော်ပုံနမဆွဲတဲ့ခါမှာဒါအတုံးလေးရင်ကလည်းသုံးတယ်ဒါပေမဲ့ကျွန်တော်ရဲ့ပုံရဲ့အတွင်းအသားဒီအသေးစိတ် detail တွေဆွဲတဲ့ခါမှာသေးသေးလေးတွေကိုလိုက်ဖြတ်တဲ့ခါမှာကျွန်တော်ကခေဖြတ်အသေးလေးတွေသုံးပါတယ်ဟိုအတုံးကြီးတွေနဲ့ က်လို့ရှိရင်ကျွန်တော်ကမလိုအပ်ပဲနဲ့ဗင်းထားတဲ့ပါဝါတာမျိုးပေါ့နော်အဲနောက်တစ်မျိုးကျွန်တော်ရှိသေးတယ် mono zero ဆိုတာဒီထက် site သေးတယ်ပေါ့နော်သူကကြတော့ mono zero ကျတော့ကျွန်တော်အာဟုတ်ပြီအဲ mono zero ကတော့ဒီမှာပါကျွန်တော်ဒါလေးက ပွားရတော်တော်လေးကိုသေးတဲ့အနေထားလေးပေါ့နော်ကျွန်တော်ဒါလေးကလည်းကျွန်တော်အဲ့လိုမျိုးပဲလုံးဝအရင်အသေးစိတ်ကြရတဲ့ detail တွေမှာဆိုကျွန်တော်ဒါလေးတော်လွန်ရတယ် monozero ဆိုတာလေးပေါ့နော်အဲ့တော့နောက်ပြီးတော့ကျွန်တော်ကဘာလဲလို့လဲဆိုတော့ကျွန်တော်ခဲတံချုံနဲ့ဓာတ်ရဲလို့မယ်အဲ့တော့ကျွန်တော်ကပုံဆွဲတဲ့ခါမှာခဲတံချုံဖို့လို့မယ်အဲခဲတံကိုကျွန်တော်ကဆွဲပြီဆိုတဲ့အများသောဖြစ်ရပါလို့ဆိုတော့ ဒီသေချာမချုံမဲနဲ့တုံးပြီးတော့ဆွဲနေကြတာမျိုးရှိတာပေါ့နော်တကယ်တမ်းကျချက်ခဲတံကိုလုံးဝချုံနေအောင်ချုံထားပါပြီးတော့မှကျွန်တော်ဆွဲမယ်ပေါ့နော်အဲ့တော့ခဏခဏချုံရလိုက်မယ်ခဲတံကုံသွားမှမကြောက်ပါနဲ့ပုံဆွဲတဲ့အခါမှာ အာတုံးနေခြင်းတဲ့ခါတွေမှာဆိုခဲနိုင်တဲ့အရန်ကုံတာပဲပေါ့နော်အဲ့တော့ခြုံရင်းတဲ့ကုံတွေဟာလည်းရှိရဲနောက်ပြီးတော့ကျွန်တော်ဒီလို brush လေးလုပ်မယ်ဒါပါလို့ဆိုတော့ကျွန်တော်က brush ကကြတော့ကျွန်တော်ပုံမှန်ဆွဲပြီးတော့ခဲဖြတ်လေနဲ့ဖြတ်ပြီးတဲ့ခါမျိုးတွေမှာဆိုရှင်ကျွန်တော်က brush လေးနဲ့တန်ရှင်းလုပ်ပေးရတယ်ကျွန်တော်လက်နဲ့ပုတ်တာတော့ဒါပါဇက်နဲ့မှုတ်ထုတ်လိုက်တာမျိုးတော့မလုံနဲ့ပေါ့နော်အဲ့ဒါကြောင့်ရှင်အရန်အနေများတယ်ကျွန်တော်ပုံတွေကိုပြက်စီဖို့အတွက်ကျွန်တော်ဒီလို brush လေးတစ်ချောင်းနဲ့ကျွန်တော်ဒါလေးကို အမှိုက်လေးပြန်ပြီးတော့တန့်ရှယ်လုပ်လို့ရတယ်။နောက်ပြီးတော့ကျွန်တော်ခေဖြတ်တဲ့ထဲမှာဆိုရင်နောက်တစ်မျိုးရှိတာကကျွန်တော် mono အော် sorry ဒါအာဘာပေါ့နော်ကျွန်တော် motor ခေဖြတ်ခေါ်တယ်။အဲ့တော့ကျွန်တော်ကဒါလေးကျွန်တော်တောင်းလို့ရတယ်ပေါ့နော်။ဟောအဲ့တော့အာနောက်ပြီးတော့ကျွန်တော်ကခေဖြတ်အဲ့ဒါအပြော့လေးရှိပါမယ်။ခေဖြတ်အဲ့တော့ကျွန်တော်ဒါလေးကြားလို့ရှိရင်ခေဖြတ်အပြော့ကြားလို့ရှိရင် ဲကျွန်တော်ကပါဆိုခဲနှုတ်တဲ့ခါမှာကျွန်တော်သုံးတယ်များတော့ပဲပေါ့နော်အာကျွန်တော်ဖြတ်လို့မကောင်းသူကဖြတ်လို့မရဘူးနောက်ပြီးတော့သူကတချို့ကျကျွန်တော်ဒီဟိုပါပေါ့ချာကိုဘိုင်းနေမှာသုံးကြတယ်အဲကျွန်တော်ခဲမှာကျတော့ကျွန်တော်ကသုံးအရန်မလိုအပ်ပင်နဲ့ရင့်သွားတာမျိုးပါ냐ဆိုရှင်ဒါလေးနဲ့ကျွန်တော်တို့ပြီးတော့ကျွန်တော်ဖြတ်ဖြော့လိုက်တာပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်သုံးတယ်အဲ့တော့အာနောက်ပြီးတော့ကျွန်တော်ဒီအဲခဲချုံဆက်လို့ပါမယ်အဲပြီးပြီဆိုတော့ကျွန်တော်ကအဓိကအရေးကြီးတာ ကျွန်တော်ခဲတံတွေကတဖြည်းဖြည်းနဲ့တူလာမယ်ကျွန်တော်ပုံဆွဲတဲ့ခါမှာပေါ့နော်တူလာတဲ့အမြကျွန်တော်ကလက်နဲ့ကန်ရတာအဆင်မပြေတော့အဲ့ဒီခါမျိုးတွေမှာဆိုကျွန်တော် pencil extension ကျွန်တော် extender ပေါ့နော်ဒါလေးတချောင်းတော့ချီထားတင်တယ်ပေါ့နော်အော်ဒါမှလည်းကျွန်တော်ခဲတံတွေကိုကျွန်တော်ကုံတဲ့အထိကျွန်တော်ဆက်သုံးလို့ရမှာပေါ့ဆွပြီးတော့နော်အော်ဒါလေးဆွပြီးတော့အဲ့ဒါဆိုရှင်ကျွန်တော်အဓိကတော့အော်ဒီ beginner သမားတွေအတွက်ဆိုရှင်လိုအပ်တာလေးတွေကဒါလောက်ပဲပေါ့နော်အော်အဓိကအရေးကြီးလိုအပ်တာကျွန်တော်ခဲတံမျိုးစားရွေးရမယ်စာရွက်မှန်ပေါ့ရွေးရမယ် ပြင်ဒါပန်ဆယ် extension တစ်ချောင်းလောက်ရှိထားရဲကောင်းလဲပြင် brush လေးတစ်ချောင်းရှိရမယ်အဲနောက်ပြီးတော့ဒါခဲဖြတ်ပေါ့နော်ခဲဖြတ်ဆိုလို့ရှိရင်ဒီခဲဖြတ်ထဲမှာအကုန်လုံးမလိုဘူးခုနပြောသလိုကျွန်တော် mono knock ရှိလဲရတယ်ဒီခဲဖြတ်ဖြူချောင်းလေးရှိတယ်ရတယ်နောက်တစ်ခုက mono zero နော်အဲ့တော့အဲ့ဒီဟာလေးရတစ်ခုမဟုတ်တစ်ခုရှိထားရင်လည်းရပါတယ်အကုန်လုံးကြီးစုစရာမလိုဘူးနောက်ပြီးတော့ခဲသားပုံပန်လေး magnetic pencil တချောင်းရှိပေါ်လို့ရပေါ့เนาะအဲ့တော့အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ပြီးရင်ခေချွန်ဓာရဲ့ ဲနောက်ခြုံဆက်လေးပေါ့အဲ့ဒါဆိုရင်တော့ကျွန်တော်အဆင်ပြေပါပြီ။